တက်ရောက်လာကြတဲ့သူတွေအကုန်လုံးကပါဝင်ဆွေးနွေးလို့ရတာပေါ့နော်ပထမတော့စကားဝိုင်းလုပ်မယ်အဲစကားဝိုင်းလုပ်ပြီးတော့ဒီစကားဝိုင်းပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဆွေးနွေးကြတာပေါ့နော်အဲ့လိုဆွေးနွေးကြတဲ့အခါကျတော့လူတိုင်းရဲ့အတန်ကြားမှာပေါ့ရှင်အဲကျတော့ကျွန်တော်တို့ပြောချင်တာတော့ဟိုကိုစားပြုတဲ့အတန်ထွက်မှာပေါ့ရှင်ဟို NCA လက်မှတ်ထိုးထားတဲ့သူတွေရော NCA လက်မှတ်မထိုးတဲ့ဖွဲ့စည်းတွေရောကိုစားပြုပြီးတက်ရောက်ကြတဲ့အတွက်ပေါ့နော်မနေ့ကနိုင်ငံတော်အကြီးအကဲနဲ့နောက်ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ကြတဲ့သူတွေပြောတဲ့စကားတွေလည်းတော်တော်ကောင်းပါတယ် ုတ်ယုံဆွန်းွေးပွဲဆိုတာတော့လေဒီအလုတ်ယုံဆွန်းွေးပွဲကိုတက်ကြတဲ့အဲဒီအတက်ရောက်လာကြတဲ့သူတွေအကုန်လုံးကပါဝင်ဆွေးနွေးလို့ရတာပေါ့နော်ပထမတော့စကားဝိုင်းလုပ်မယ်အဲစကားဝိုင်းလုပ်ပြီးတော့ဒီစကားဝိုင်းပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဆွေးနွေးကြတာပေါ့နော်အဲ့လိုဆွေးနွေးကြတဲ့အခါကျတော့လူတိုင်းရဲ့အတန်ကြာမှာပေါ့ရှင်အဲကျတော့ကျွန်တော်တို့ပြောချင်တာတော့ဟိုကိုစားပြုတဲ့အတန်ထွက်မှာပေါ့ရှင်တော့ခေါင်းစဉ်တွေလည်းအများကြီးရှိပါတယ်မနေ့ကဆိုပထဝီစီးပွားရေးပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ဆိုင်တာတွေပေါ့နော်အဲအဲ့ဒါတွေပြောမှာဆိုတော့လေ အဲဘာပဲပြောပြောပေါ့နော်ဒါကျမတို့ကဝန်တာစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဟို NCA လက်မှတ်ထိုးထားတဲ့သူတွေရော NCA လက်မှတ်မထိုးတဲ့ဖွဲ့စည်းတွေရောပုံစားပြုပြီးတက်ရောက်ကြတဲ့အတွက်ပေါ့နော်။မနေ့ကနိုင်ငံတော်အကြီးအကဲနဲ့နောက်ငင်းကြေးဆောင်ရွက်ခဲ့ကြတဲ့သူတွေပြောတဲ့စကားတွေလည်းတော်တော်ကောင်းပါတယ်။မနေ့က panelist ပေါ့ panel discussion ပေါ့ရှင့်။တော့ India ပါတယ်အဲ Thai ပါတယ်အဲပြီးလို့ရှိရင်ကျမတို့ဟို Indonesia ပါတယ်ပေါ့နော်။အထူးသဖြင့်တော့ Indonesia ကတော့ အဲသူတို့ဒီဒီ2000 2004ဆူနာမီမှာဖြစ်ခဲ့ပြီးတော့မှပြီးတော့အချေးဒေတာမှာဆူနာမီဖြစ်ပြီးတော့မှအကုန်ငြိမ်းချမ်းရေးရသွားတာပေါ့နော်တေချာလက်မှတ်တွေ MOU တွေလက်မှတ်ထိုးပြီးတော့အကောင့်ထက်ပေါ်တာအောင်မြင်တာပေါ့အဲ့ဒီ success story ပေါ့နော်အဲ့မှာပါခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုတိုင်ကအငိမ့်စားပေါ့နော်လာပြီးပြောတာဖြစ်ပါတယ်ရှင့်အဲပြီးတော့ပြီးတော့ time ကလည်းအရေးကြီးပါတယ်ကျွန်တော်တို့နဲ့အိမ်နီးနားချင်းဖြစ်တယ်ကုန်သွယ်ရေးလက်အားများတဲ့ခါကျတော့အခုချိန်မှာနေစားခိတ်တွေ အနေဆက်ကုံသွယ်ရေးတွေပိတ်နေတဲ့ခါကြတော့နေဆက်ကုံသွယ်ရေးပိတ်ပိတ်တာဟာဘာတွေမကောင်းကျိုးတွေဖြစ်လဲဘယ်လိုပြုပြင်ရမလဲဆိုတာတွေလဲဆွေးနွေးသွားတာဒါတွေလည်းကောင်းပါလေရှင့်ပြီးလို့ရှိရင်အိန္ဒိယပရော်ဖက်ဆာပေါ့နော်ဒီ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 ထိုင်းကလည်းအဲ့လိုပါပဲသူဟိုတက်မရော်ကာဝယ်ယူစည်းချုပ်လုတ်ခဲ့တဲ့ဟောင်းပေါ့နော်ဒီအငင်းအငင်းစားတက်မရော်ကာဝယ်ယူစည်းချုပ်ကပြောတာဖြစ်ပါလေရှင့်နောက်ဟိုပါပါရှင့်အိန္ဒိယပါရှင့်အိန္ဒိယကတော့ အာဘာပြောလဲဆိုလို့ရှိရင်ဒီအိန္ဒိယပြည်တွင်းမှာလည်းအဲ့လိုမငင်းချမ်းတာတွေကိုဘယ်လိုဖြည့်ရှင်းခဲ့တယ်ဆိုတာပေါ့နော်သူတို့ရဲ့ငင်းချမ်းရေးအတွေ့အကြုံတွေရှင်းလင်းပြီးတော့မှပြောကြားတဲ့အတွက်ကြောင့်မို့ဒါတွေကအကုန်တော်တော်လေးဟိုကျွန်တော်တို့တက်ရောက်လာတဲ့သူတွေရောပြီးရင်ဒါကနေပြီးတော့မှကျွန်တော်တို့စင်ခန်းစာတွေထွက်မှာလေအဲ့ဒါတွေကအာကောင်းကောင်းပါလေရှင့်